ကိုအောင်ဖြိုးကမိထားပါတယ်အမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေခန္ဓာကိုယ်ပေါ်တွင်မိမိလိုချင်သောမိမိမလိုချင်သောအမွှေးအမြင်များကို ပြန်မပေါက်အောင် အိမ်တွင်မိမိကိုယ်တိုင် အသုံးပြုနိုင်သောလေစာဆက်ကိုအသုံးပြု၍အမွှေးအမြင်ပြန်မပေါက်အောင်ဖယ်ရှားခြင်းပိုင်လာเสียလေစာဆက်ကအမွှေးအမြင်များကိုထာဝရဖယ်ရှားပေးနိုင်ခြင်းအည်ပြားအောက်ပုံးနေသောမပေါက်နိုင်သည့်အမွှေးများဖယ်ရှားနိုင်ခြင်း အရေးအသားအရေးချောမှုလာခြင်းကိုယ်တိုင်အသုံးပြုရလွယ်ကူစေခြင်းအရေးပြားထိခိုက်မှု side effect လုံးဝမရှိခြင်းအရေးပြားအပေါ်ယံရှိကင်ဆာဖြစ်စေသောဆဲလ်များကိုဖယ်ရှားပေးနိုင်သည့်အတွက်အရေးပြားကင်ဆာဖြစ်ပေါ်ခြင်းကိုတားဆီးပေးခြင်းစသည့်အကျိုးကျေးဇူးကိုရရှိစေပါれဆရာအမျိုးသားစုံရင်အမွေးမြင်ပြန်မပေါအောင်တပတ်တစ်ကြိမ်အကြိမ်15ကြိမ်မှအကြိမ်20ဖယ်ရှားရပါれဆရာအမျိုးသမီးစုံရင် အမွေးအမြင်ပြန်မပေါက်အောင်တပတ်လျင်တစ်ချိန်၁၀ချိန်မှ15ချိန်ဖယ်ရှားရပါတယ်ဆရာလေဇာပြည့်ရင်အမွေးအမြင်များနှုတ်ပြီးအပီးဖယ်ရှားပေးလိုက်မှာပါဆရာလေဇာဆက်ဖြင့်ဂျိုင်းမွေးစီးခုံမွေးရင်ပတ်မွေးကြောပြင်းမွေးတင်ပါမွေးစသည့်အမွေးအမြင်များကိုပြန်မပေါက်အောင်မိမိအိမ်တွင်ဖယ်ရှားခြင်းပိုင်လားဆရာတဲ့နာမဒူဝန်ဖဒီအလာရူရှူဘီဟ်ကရီအမ္မာဘာ ခန္ဓာကိုယ်ကအမွေးမြင်နေတဲ့ပတ်သက်ပြီးဥဇွာပထမတိထာမှာခန္ဓာကိုယ်ပေါ်မှာပေါက်တဲ့မွေးမြင်နေမှာတရားတော်ရဲ့အမိတ်အဖြစ်ပြောရမယ်ဆိုရင်၃မျိုးရှိတာ။နံပါတ်၁ကအဲ့ဒီအမွေးမြင်တွေကိုတရားတော်ကဖယ်ရှားဖို့အတွက်သူတတ်မှတ်ထားတဲ့ရက်ကာလအတွင်းမှာဖယ်ရှားဖို့အတွက်အမိတ်ပြတာတဲ့အမွေးမြင် ဖေရှားဖို့အရေးကြီးတဲ့အမွေးမြန်နဘန်နစ်ကအဲ့ဒီအမွေးမြန်တွေကတရားတော်ကလုံးဝဖေရှားခွင့်မပေးတော့သူဒီတိုင်းပဲထားခိုင်းတာအဲဥမာအဖြစ်မျက်နှာမှာပေါက်တဲ့မျက်ခုံမွေးလို့အလိုပဲမျက်တော်မွေးလို့အဲဒါအလိုပဲအမျိုးသားတွေတွက်ရှင်ဒါဒီလို့ပါလို့ डारेगा लोवा फैसा गुए मचू ढाव त्यारो तटिया अम्यू सागा अरी अमुई में न पता भी त्यार होगा फैसाबू ले ताऊ मपी राबू दाऊ ठाबू तो ले अजीत जी मपिया था ना दा खाना कुए तो से बैने का अमुई में रदी अमुई में तो म्यू न पता भी သူတို့ရဲ့အမိတ်တွေကလည်းတိချားဖြစ်တယ်အဲ့တော့ဘယ်မွေးမြင့်တွေကရိတ်ဖို့အရေးကြီးတယ်ဘယ်ဘယ်ဘယ်မွေးမြင့်တွေကိုဖယ်ရှားဖို့အရေးကြီးတယ်အဲ့လိုပဲဘယ်မွေးမြင့်တွေနဲ့ပတ်သက်ပြီးတရားတော်ကရိတ်ခွင့်ပေးထားတယ်ထားခွင့်လည်းပေးထားတယ်ရိတ်ခွင့်လည်းပေးထားတယ်အဲ့ဒီအမွေးမြင့်တွေကိုဖယ်ရှားတဲ့နေရာမှာဖယ်ရှားခြင်းနဲ့ဆိုရင်အခုနောက်လို့အခုနောက်ပိုင်းခင်မိတဲ့လေသာဆက်နဲ့လည်း တောက်ဖေရှားမဲ့ကျရင်ဖေရှားခွင့်ရှိလေသာချက်နဲ့ဖေရှားတဲ့နေရာမှာဥနာမေကွန်းမှာတင်ပြထားသလိုမိမိကိုယ်တိုင်ဖေရှားလို့ရတယ်ဆိုမိမိကိုယ်တိုင်ပဲဖေရှားခန္ဓာကိုယ်ရဲ့တခြားသူတယောက်ကြီးလို့မပန်တဲ့အစိတ်ပန်းဒီမှာရှိတဲ့အမွေးမြင့်နေဆိုရင်တခြားသူတယောက်မှတွားပြီးတော့ဖေရှားခွင့်မရှိဘူး အမျိုးသမီးအမျိုးသမီးဖြစ်စေအမျိုးသားအမျိုးသားဖြစ်စေတရားတော်ကကြီးပန်ခွင့်မရှိတဲ့နယ်နိမိတ်တွေတတ်မှတ်ထားတယ်ရှိတယ်အဲ့ဒီနယ်နိမိတ်ကအမွေးမင်းနေရှင်မမီးကိုယ်တိုင်နဲ့ဖယ်ရှားမယ်တခြားသူနဲ့ဖယ်ရှားလို့မရအောင်အဲ့တော့ဖယ်ရှားခွင့်ရှိတဲ့အမွေးမင်းတွေအဲ့လိုပဲဖယ်ရှားဖို့အရေးကြီးတဲ့အမွေးမင်းတွေကိုအခုနပြောတဲ့လေသာဆက်နဲ့ဖယ်ရှားမယ်ဆိုရင်လည်းဖယ်ရှားလို့ရတယ်